ီနေ့မှာတော့ဂျုံတို့အနေနဲ့အချိန်ကြာမင်းသွားဆောင်းဆိုင်ခဲ့ရတဲ့ Hero Revamp ဖြစ်တဲ့ Phobias အပြည့်ရဲ့တန်ချိန်ချိုးပြောက်ကိုဘိတ်ဆပ်ပြီးသွားမှာဖြစ်ပါတယ်။ Phobias အတိတ်ကတော့ပိုလုံးဆောင်နိုင်သွမ်းရှိသူဖြစ်လာဖြစ်ပြီးဂျန်သူတွေကိုသူ့ scale တွေနဲ့အမှတ်အသားတွေလုံနိုင်ပြီပဲဖြစ်ပါတယ်။ဂျန်သူတွေကအမှတ်အသားလုံခံထားပြီး damage အများကြီးတွေ့သူက၎င်းတို့ပေါ်မှာသူ့ရဲ့ ultimate ကိုဇက်တိုက်သုံးနိုင်မှာပဲဖြစ်ပါတယ်။ Change or sing Phobias passes k demonic falls phobia ဆဲမူလပတ်စကိုပြန်လဲချိန်ကြီးပေးထားပါလေမကြာခဏဆိုသလိုပဲ phobia ဆဲနောက်ထပ်ပြုလုပ်မဲ့ basic attack ကသူ့ကိုပြင်းမဲ့စီဒုံလုံးတက်သွားစေနိုင်မှာဖြစ်ပြီး၎င်းတို့ကိုနောက်ကိုတွန်းထုတ်ပြီးတော့အပိုဆောင် damage ထိစေမှာဖြစ်ပြီးချိန်ထဲမှာပဲသူကဒိုင်းကားတခုရရှိမှာဖြစ်ပါလေ astaroth gaze ကတော့သူ့မူလပတ်စ magnet ရဲ့ဒစိမ့်ပိုင်းကိုဆက်လက်ထိန်းသိမ်းထားတဲ့ effect တစ်ခုပဲဖြစ်ပါလေ gentle hero က phobia ဆဲနာမှာ blink ခုံတာမျိုးဒုံလုံးတက်သွားတာမျိုးဒါမှမဟုတ်နေရာလွဲသွားတာမျိုးဖြစ်တိုင်းသူ့ passive တွေနဲ့ skill တွေရဲ့ကူတောင်းကရော့သွားမှာပဲဖြစ်ပါလေ Paramaski Demonic Impact Phobia စဲ့ Paramaski ကိုတော့ပြန်လည်ပြုတ်လုပေးထားပါတယ်ဒီ scale ကနအုပ်သုံးပြုခြင်းက area တွင်းမှာရှိတဲ့ရန်သူတွေကို damage ထိစေပြီးတီးတသားနှေးသွားစေမှာပဲဖြစ်ပါတယ်အကယ်၍လကောင်းကရန်သူကိုတီသွားမိပါကနောက်ထပ် scale သုံးမဲ့အချိန်မှာအချိန်ခဏတာကြာပြီးပေါက်ကွဲပြီးတော့အကွာဝင်းတွင်းမှာရှိရန်သူတွေကို damage တိစေမဲ့ Astro Eye ကိုခြံထားနိုင်ခဲ့အောင် NS ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ Dudia's Game Jack Wave VBS ရဲ့ဒူးရစကေးကိုလည်းပြန်လည်ပြုပြင်ပေးထားပါတယ်။၎င်းကအခုဆိုရင်ပြတ်မှတ် UD ဘက်ကို line တစ်ခုလွတ်ပေးလိုက်မှာဖြစ်ပြီးရန်သူတွေကိုလေးပေါ်မြောင်သွားစေပြီးတော့ chain ထဲမှာပဲ damage ထိစေပြီး၎င်းတို့ကို twin bus စီဆွဲမှာပဲဖြစ်ပါတယ်။ Ultimate Infinite Pursu Revamp ပြုလုပ်ထားတဲ့ Ultimate မှာ cooldown မရှိတော့တဲ့ပြင်အခုဆိုရင် Sinar လို့ခေါ်တဲ့ passive effect ရှိမှာပဲဖြစ်ပါတယ်။ ဖော်ဗီယာဆာ NSP လောက်ထားတဲ့ base attack NSP လောက်ထားတဲ့ ਪਰ မာစကေးတာမို့ဒူဒါစကေးကရန်သူဟီးရိုးကိုထိမိသွားတာလေပြင်မှတ်ပေါ်စင်နာစမတ်တခုတည်းရောက်သွားမှာပဲဖြစ်ပါတယ်အော်တိုမေးရဲ့အသုံးပြုရတဲ့အပိုင်းကိုတော့ Jetman လို့ခေါ်ပါတယ်ဖော်ဗီယက်ကဆင်နာစမတ်တက်ရောက်နေတဲ့ပြက်မှတ်ရန်သူဟီးရိုးစီကိုခုံပြီးတော့ထုချလိုက်မှာဖြစ်ပြီး area တွင်းမှာရှိရန်သူအားလုံးကို physical damage တိစေမှာဖြစ်ပြီးတော့သူ HP ကိုပြန်လည်ဖြည့်တင်းမှာပဲဖြစ်ပါတယ်။ပြက်မှတ်အများကြီးကိုထီသွားချိန်မှာတော့ပြန်လည်ဖြည့်တင်းတဲ့ HP ကို short ချမှာပဲဖြစ်ပါတယ်။ လိန်နေစီမာရိုဖိုဘီယပ်စ်အနေနဲ့သူ့ရဲ့ NSP နေတဲ့ basic attack နဲ့ရန်သူဟီးရိုးကိုယင်ထိအောင်လုပ်ပြီးဒိုင်းကတခုရရှိအောင်လုပ်တင်ပါလိမ့်။သူ့ရဲ့ HP ကိုဆော့ချဖို့အတွက်သူ့ရဲ့ Prima Scale ကိုဆက်အသုံးပြုပြီးတော့အဲနောက်မှာတော့အပိုဆောင် damage နဲ့ပြစ်မှတ်ကိုနှေးစေဖို့သူ့ရဲ့ NSP နေတဲ့ Prima Scale ကိုအသုံးပြုပြီးပုံများနဲ့ damage ထိစေဖို့သူ့ရဲ့ Dual Scale နဲ့အဆုံးသတ်ပါ။ အတင်းလိုက်တိုက်ခိုက်ခြင်းမှာတော့ Phobias အနေနဲ့ရန်သူစီကိုတဟုန်လုံးထိုးတက်သွားပြီးတော့ဂျေးထဲမှာပဲ၎င်းတို့ကိုနောက်သို့တွန်းပို့ပြီးအမှတ်သားလုံနိုင်ဖို့ Passage of NS ဖြစ်နေတဲ့သူ့ရဲ့ basic attack ကိုအရင်သုံးတင်ပါလေ item မှာတော့ ultimate ကိုချက်ချင်းအသုံးပြုပါနောက်ထပ်တိုက်ခိုက်မှုတွေနဲ့ပြင်ပကိုသူ့ရဲ့ Parama skill နဲ့ထိအောင်လုပ်ပြီးရန်သူကိုလေးပေါ်မြောင်သွားစေကအမှတ်သားထပ်လုံနိုင်အောင်သူ့ရဲ့ဒုတိယ skill ကိုသုံးတင်ပါလေခုဆိုရင်သူ့ရဲ့ ultimate ကိုထပ်သုံးနိုင်ပဲဖြစ်ပါလေနောက်ဆုံးအနေနဲ့ရန်သူကိုနောက်တစ်ချိန်အမှတ်သားလုံကို NS ဖြစ်နေတဲ့ Parama skill ကိုသုံးပြီး item မှာတော့သူ့ရဲ့ ultimate ကိုသုံးပါ ဘိုဘီယဆာ sustain ဖြစ်တဲ့တိုက်ခိုက်မှုမှာထိုးကျွမ်းတာကြောင့်သူကဇက်တိုက်တိုက်ခိုက်ခြင်းတွေနဲ့ရန်သူနဲ့အချိန်ကြာကြာထိတွေ့နေရတဲ့နေရာမှာကောင်းပုံပါလိမ့်။ရွေးစားနိုင်သွမ်းပြင်းတဲ့ hero တွေကိုတိုင်မြန်တိုက်ခိုက်မှလည်းသူကတက်ရောက်မှုရှိနေသေးတာကြောင့် bank page အစစ်မှဒီချက်ကိုလည်းစိတ်ထဲထည့်ထားပြီးပါ။ level 1မှာတော့ phobia ဆက် perma scale ကိုအစီအမြင်ပြီး၎င်းကိုသူ့ရဲ့အဓိက damage အရေးမြင့်နေတဲ့ဆက်လက်ဦးစားပေးအစီအမြင်သွားပါ။ ဖိုဘီယားရဲ့ပရမစကေးကိုမီနီယံတွေဒါမိုခရစ်တွေကိုထိအောင်လုပ်ခြင်းအပြင် NS ပြုလုပ်နိုင်တာကြောင့်တင်းနေတဲ့ NS လောက်ထားတဲ့ version ကိုကျန်သူဟီရိုတွေအတွက်တင်ထားနိုင်မှာဖြစ်ပါတယ်။သူရဲ့ဒူတာစကေးကချက်ချင်းထိတာမဟုတ်တာကြောင့်ထိတာတေးတာတို့အနီးကပ်သုံးပြီးသူ့အကွာဝေးတွင်းမှာပြတ်မှတ်တွေအများကြီးကိုအစင်လိုက်ဖြစ်နေအောင်ကြိုးစားပါဂျန်ဒရီတူစုသွားချိန်မှာတော့ဖိုဘီယပ်စ်အနေနဲ့အမှတ်သားရှိတဲ့ပြတ်မှတ်တိုင်းပေါ်သူ့ ultimate ကိုတုံးနိုင်မှာဖြစ်ပြီးချိန်ထဲမှာပဲအကွာဝေးတွင်းမှာရှိသူတွေပေါ်တိတာထင်ရှားတဲ့ damage ပမာဏထိစေနိုင်မှာပဲဖြစ်ပါတယ် ကျွန်တော်တို့နေနဲ့ Phobia Squad Fighter Emblem နဲ့ Train Festival Blood Day Brave Smite Thailand တွေကိုတော့အကြံပြုလိုပါလိမ့်။ Scary မှာ damage အမျိုးအစားနှစ်ခုလုံးပါဝင်တဲ့ Fighter တယောက်နေတဲ့ Train ရဲ့ updated attack ကဘယ်ဖေးတော့မဆိုသူ့ရဲ့ damage ကိုတိုးပေးမှာပဲဖြစ်ပါလိမ့်။ Phobia's Lane and Sustain ဖြစ်တဲ့တိုက်ခိုက်ရေးဆွဲရုံအတွက် Festival Blood Day Brace Mike ကိုအသုံးပြုပါ။တနည်းအားဖြင့်လည်းသူ့ရဲ့ Best Damage အလားအလာကိုအမြဲတမ်းမြင့်တင်နိုင်ဖို့ Brace Mike ကို Temporary Rain နဲ့အစားထိုးနိုင်ပါလိမ့်။ ကျွန်တော်အနေနဲ့ phobias အတွက်ကူတောင်းဆော့ချခြင်း sub sustain ဖြစ်ခြင်းနဲ့ sustain damage ဆိုတဲ့ upper equipment bait ကိုကြံပြုလိုပါတယ်။အသေးလိုက်တိုက်ခတ်ခြင်းတွေမှာသူရဲ့အားသာချက်ကိုအမြင့်ဆုံးမြင့်နိုင်ဖို့ဒီ bait ကိုအသုံးပြုပါ။ wireless နဲ့ brute force breastplate တို့ကတော့ phobias ရဲ့အဓိက item တွေပဲဖြစ်ပါတယ်။ ၎င်းတို့ကသူ့အတွက်ကောင်းမွန်တဲ့မြင်မာတဲ့ physical နဲ့ adaptive attack movement speed spare vamp နဲ့အပိုဆောင် damage တွေကိုပေးနိုင်ပါတယ် Oregon Dying ကလည်း HP ပြန်လဲဖြည့်တင်းခြင်း effect တွေပေါ် buff လုံးနိုင်စွမ်းက phobia ဆက် passive ကရရှိတဲ့ Dying ကလည်းသူ့ ultimate ကရရှိတဲ့သွေးဖြည့်ခြင်းတွေကိုပိုကောင်းအောင်လုပ်ပေးနိုင်မှာဖြစ်ပြီးအသင်းလိုက်တိုက်ခိုက်ခြင်းတွေမှာသူ့ရဲ့အသက်ရှင်နိုင်စွမ်းကိုမြင့်တင်ပေးမှာပဲဖြစ်ပါတယ်ကိန်းအောင်ပိုင်းမှာတော့တင်းနေတဲ့ phobia ရဲ့ damage နဲ့အသက်ရှင်နိုင်သွမ်းကိုပိုတိုးစေဖို့ queen's wing ကိုဆက်နိုင်ပါတယ်။ဂျုံတို့နေတဲ့ phobia ကိုပိုများပြားတဲ့အသက်ရှင်နိုင်သွမ်းတွေပေးနိုင်မှု debate ကိုလည်းအကြံပြုလိုပါတယ်။ ကျွန်တော်အနေနဲ့ Phobias ပဲ Vanguard Battle Spell ကိုအကြံပြုလိုပါတယ်။သူ skill တွေကတိတ်မများတာကြောင့်သူ့အနေနဲ့အသင်းလိုက်တိုက်ခတ်ခြင်းတွေမှာ damage ပြေဝထုတ်ပေးနိုင်တဲ့ဒီအသက်ရှင်နိုင်စေဖို့ Vanguard ကိုအသုံးပြုနိုင်ပါတယ်။ကျွန်တော်အနေနဲ့ Phobias ကိုအသင်းလိုက်တိုက်ခတ်ခြင်းတွေမှာစတင်တိုက်ခတ်နိုင်ပြီးသူ့ရဲ့ Paramount Skill နဲ့ Durias Skill တွေနေတဲ့အမှတ်သားလောက်ခံထားသူတွေကိုလွယ်လွယ်ရှာဖွေနိုင်သူ Free Count နဲ့အကြံပြုလိုပါတယ်။ များပြားလာတဲ့ရွေးချောင်းမှုစွဲနေရှိတဲ့ရန်သူကဖိုးဘီးယားစ်ရဲ့ဂူဒေါင်းတွေကိုတော်တော်လေးရှော့ချပေးနိုင်တာကြောင့်ဝက်ဝမ်အားလုံးနဲ့ချိုတို့လိုမျိုးဟီးရိုးတွေနဲ့ရင်ဆိုင်တဲ့ကသူ့အနေနဲ့ NS လောက်ထားတဲ့ basic attack တွေနဲ့ skill တွေကိုပိုပြီးမကြာခဏသုံးနိုင်မှာပဲဖြစ်ပါလိမ့်။ Aurora, Valeria နဲ့ Vasana တို့လိုမျိုးအားကောင်းတဲ့ CC ရှိတဲ့အဝေးပြေးဟီးရိုးတွေနဲ့ရင်ဆိုင်တဲ့ချိန်မှာတော့ဖိုးဘီးယားစ်တွေနဲ့ရုန်းကန်ရနိုင်ပါလိမ့်။ ကာရိုကာချာမီနိုထိုနဲ့တေဂရီယန်တို့လိုမျိုးတိုက်ပွဲကောင်းကောင်းစတင်ပေးနိုင်တဲ့တိုင်းတွေကရန်ဒရီစီကလာတဲ့ damage တချို့ဝန်ခံပေးရင် Phobias နဲ့နေသူ damage ကိုအမြင့်ဆုံးညောင်းလာဇေနိုင်မဲ့အခွင့်ကိုဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်လေဒီစီမာရောမီဒီယာအုပ်ကိုရှင်းမဖိုဘီယက်ရဲ့ပရမစကီကိုတုံးပြီးအိုင်နာမော NS ဖြစ်သွားတဲ့သူ့ရဲ့ပရမစကီနဲ့တူပြိုင်ဘက်ကိုသူ့ရဲ့ NS ဖြစ်နေတဲ့ basic attack နဲ့ထိတိုက်တွေ့ပြီးသူ့ရဲ့ HP ကိုဆော့ဖို့သူ့ရဲ့ပရမစကီကိုဆက်သုံးပါ ဂိန်းလေးပိုင်းကနေဂိန်းနောက်ပိုင်းအတင်းလိုက်တိုက်ခိုက်ချင်းနေမှာတော့ Phobias Lane နဲ့သူ့အသင်းကိုအရင်ဝင်တိုက်ခိုက်ခိုင်းနေပြီးအိုင်နောက်မှာမှတိုက်ပွဲနဲ့ခုံဝင်ပြီးတော့အားနေနေတဲ့ပြက်မှတ်ကိုရှင်းလင်းတင်ပါတယ် Phobias အပြည့်ရဲ့တန်ချင်းချိုးများ Rafan ကဇူလိုင်လ31ရက်နေ့မှာရောက်ရှိလာမှာပဲဖြစ်ပါလေ။ပထမဆုံးထွက်ရှိတဲ့ရဲတပ်အတွင်း30ရာခိုင်နှုန်းစော်စင်းနဲ့ရရှိနိုင်မှာပဲဖြစ်ပါလေ။နောက်တစ်ချိန်ပြန်မဆုံခင်ထိ Land of Down မှာတွေ့ကြတာပေါ့။